မင်္ဂလာပါခင်ဗျာအခုချိန်ကစတင်ပြီးတော့2025ခုနှစ်ဇွန်လ26ရက်နေ့ညပိုင်းမှာတင်ပြပြီးမဲ့ Radio NUG ရဲ့စေတရင်များကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့မင်းလာမြို့နယ်ငလာဆန်းရွာသားကိုတန်းစော်ဝင်းကိုစစ်တပ်ကဖမ်းဆီးတပ်ဖြတ်ပြီးတော့ရုပ်အလောင်းကိုဘုံခုချင်းနဲ့စွန့်ပစ်ကကျွဲမကန်းရွာကိုထပ်မံပြီးရှို့ဖြက်စီးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ ပဲခူတိုင်းမင်းလာမြို့နယ်ဒဲကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာငလာဆန်းရွာကစိတ်ကျမ်းမာရေးအားနည်းသူကိုတန်းစော်ဝင်းကိုဖမ်းဆီးတပ်ဖြတ်ပြီးတော့ရုပ်အလောင်းကိုဘုံခုချင်းနဲ့စွန့်ပစ်ကကျွဲမကိုင်းရွာကိုလည်းဒီကနေ့မနက်ပိုင်းမှာမိရှုဖြက်စည်းခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါရယ်မင်းလာမျိုးနဲ့ငလာဆန်းရွာကိုဝင်ရောက်စီးနှင်းခဲ့တဲ့အချမ်းဘက်စစ်ကောင်စီတပ်ဖွဲ့ဟာကျေးရွာအတွင်းနေထိုင်တဲ့စိတ်ချမ်းမာရေးအားနည်းသူအသက်35နှစ်အရွယ်ကုတန်းစော်ဝင်းကိုဇွန်လ23ရက်နေ့ညနေပိုင်းမှာ လက်ပြန်ကျူးတုပ်ပြီးတော့ရိုက်နှက်တက်ဖြတ်ခဲ့တာလို့ဆိုပါရီအကြံဘက်စက်ကောင်စီတက်ဖွဲ့ရဲ့ရိုက်နှက်တက်ဖြတ်တာကိုခံခဲ့ရတဲ့ကိုတန်းစော်ဝင်းရဲ့ရုပ်အလောင်းကိုရွာထဲပြန်လာတဲ့ရွာသားတွေကမနေ့ကဇွန်လ25ရက်နေ့မှာရှာဖွေတွေ့ရှိခဲ့တာလို့သိရပါရီအကြံဘက်စစ်သားတွေရဲ့ရိုက်နှက်တက်ဖြတ်တာကိုခံခဲ့ရတဲ့ကိုတန်းစော်ဝင်းမှာတမီးတဦးရှိပြီးတော့ဇနီးဖြစ်သူကထိုင်းနိုင်ငံမှာအလုံလောက်ကင်နေတယ်လို့ဒေတာရင်းသတင်းတွေကဆိုပါရီ အဲ့ဒီအကြံပေးစစ်တပ်ဟာဒီကနေ့ဇွန်လ26ရက်နေ့မနက်9:45မိနစ်ခန့်ကစတင်ပြီးတော့မင်းလာမျိုးနယ်တဲကကျွေးမကန်းရွာကပြည်သူပိုင်အိမ်တွေကိုပါမိရှုဖျက်ဆီးသွားတယ်လို့သိရပါတယ်ကျွေးမကန်းရွာဟာမနေ့ကဇွန်လ25ရက်နေ့ကလည်းအချမ်းဘက်စစ်ကောင်စီတပ်ဖွဲ့တွေရဲ့မိရှို့ဖျက်ဆီးတာကိုခံခဲ့ရတဲ့အတွက်နှစ်ရက်ဆက်တိုင်မိရှို့ဖျက်ဆီးတာကိုခံခဲ့ရတဲ့ရွာတွေဟာဖြစ်ပါတယ်။အချမ်းဘက်စစ်တပ်စစ်ကြောင်းဟာငလာဆန်းရွာ ငှက်ပြောတုံးရွာတောင်မော်စုရွာကញင်ပင်ဆန်းရွာနဲ့ဗန်ပွေးပင်ရွာကအရတားပြည်သူ30ကျော်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးထားတဲ့အတွက်ကြောင့်မင်းလနယ်မှာရှိတဲ့ကျေးရွာ40ကျော်ကဒေသနေပြည်သူ1000ကျော်ဘေးလွရာထွက်ပြေးနေရဆဲဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကြောင်းသားသူရဲကောင်းဆလိုင်းတင်မောင်ဦးရဲ့စိတ်ဓာတ်အတိုင်းဆီအာနာရှင်တွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့အရှိုချင်းကာကွယ်ရေးတပ် ACDF ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် ကျောင်းသားသူရဲကောင်းတဦးလည်းဖြစ်အရှုချင်းအမျိုးသားတို့ရဲ့သူရဲကောင်းလည်းဖြစ်တဲ့ဆလိုင်းတင်မောင်ဦးရဲ့စိတ်ဓာတ်အတိုင်းဆရာနာရှင်တွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့အရှုချင်းကာကွယ်ရေးတပ် ACDF ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ကျောင်းသားသူရဲကောင်းဆလိုင်းတင်မောင်ဦးကျိုးပြီးကွမြခံခဲ့ရပြီးတော့ကြာဆုံးခဲ့ရတဲ့49နှစ်မြောက်တဲ့ ဒီကနေ့ဇွန်လ26ရက်နေ့မှာအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ဆရာနာရှင်တွေကိုတုံးလှန်ရမှာခံယူချက်ပြင်းတဲ့ဇလိုင်းတင်မောင်ဦးရဲ့စိတ်ဓာတ်ဟာစံပြတပွဲဖြစ်တာကြောင့်အရှုချင်းကာကွယ်ရေးတပ် ACDF အနေနဲ့ဆရာနာရှင်တွေကိုတုံးလှန်ရမှာအနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်ရဲရင်တဲ့စိတ်ဓာတ်စစ်ဖက်အောက်ဒူးမထောက်တဲ့စိတ်ဓာတ်တို့နဲ့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့အတိပေးထုတ်ပြန်ထားပါတယ်။ ဇလိုင်းတင်မောင်ဦးဟာ1965ခုနှစ်မှာကျင်းပခဲ့တဲ့ပြစ်စမအကြိမ်မြောက်အရှိတောင်အာရှကျုံးဆွေအာကစားပြိုင်ပွဲရဲ့ចောင်းသားလှုပ်ရှားမှု1982ခုနှစ်မှာဖြစ်ခဲ့တဲ့ចောင်းသားလှုပ်ရှားမှု1984ခုနှစ်မှာဖြစ်ခဲ့တဲ့ဥတန့်အရေးအခင်းထို့မှာဦးဆောင်ပါဝင်ခဲ့သူလို့တမိုင်းမှတ်တမ်းတွေအရသိရပါတယ်ဇလိုင်းတင်မောင်ဦးဟာ 1994ခုနှစ်ကရန်ကုန်တက္ကသိုလ်ချင်းစာပေနဲ့ယဉ်ကျေးမှုကော်မတီမှအထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ချင်းအမျိုးသားတို့ရဲ့အမည်နာမရှိမှဆက်လိုင်းလို့ခေါ်တဲ့ရဲစွမ်းတက်တိပြည်စုံသူချင်းအမျိုးသမီးတို့ရဲ့အမည်နာမရှိမှမိုင်းလို့ခေါ်တဲ့တာကောင်သမီးကောင်ဝေးဖားပေးသူလို့အတိတ်ပဲရတဲ့အမည်တွေထည့်သွင်းဖို့ဦးဆောင်စရင်သွင်းခဲ့သူလို့အရှုချင်းကာကွယ်ရေးတပ် ACDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တခင်ကိုတော်မိုင်းရာပြည့်အရေးအခင်ဖြစ်မြောက်အောင်ကျိုးပန်းနေစဉ်မှာ 1986ခုနှစ်မတ်လ19ရက်နေ့မှာဆရာနာရှင်တွေရဲ့ဖမ်းဆီးခံရပြီးတော့ဇွန်လ26ရက်နေ့မှာတိတ်တဆိတ်ကြိုးပေးကွန်မြတ်ခံခဲ့ရတယ်လို့သိရပါတယ်စလိုင်းတေမောင်ဦးက1986ခုနှစ်ဇွန်လ26ရက်နေ့မနက်၄နာရီအချိန်အင်းစိန်ထောင်မှာကျိုးပီးကွန်မြတ်ခဲ့တာဖြစ်ပြီးတော့ကွန်မြတ်ချိန်မှာမိဘဆွေမျိုးတွေကိုအတီးပေးအကြောင်းကြားတာမျိုးမရှိခဲ့ဘူးလို့လည်းသိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့အကြံဘက်စစ်တပ်ကမိုးကုတ်နယ်အရှိပိုင်းကိုညအချိန်မှာဘုံကျဲတိုက်ခိုက်တာကြောင့်အရက်သားလေးဦးတန်ရာရပြီးတော့အိမ်တွေနဲ့ဖုံးကြီးချောင်းပျက်စီးတဲ့တရင်ကိုတင်ပြပေးပါမယ်။ TNL သိမ်းပိုက်ထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့နယ်အရှိပိုင်းကိုအကြမ်းဖက်စစ်တပ်ကညအချိန်မှာဘုံကျဲတိုက်ခိုက်တာကြောင့်အရဲသားပြည်သူလေးဦးတန်ရာရခဲ့ပြီးတော့နေအိမ်တွေနဲ့ဖုံးကြီးချောင်းပျက်စီးသွားတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါရီမနေ့ကဇွန်လ25ရက်နေ့ညအချိန်မှာအကြမ်းဖက်စစ်တပ်ကအုံကိုင်းကွက်တဲ့နယ် ဖုန်ကြီးကျောင်းကိုလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါရီအရက်သားပြည်သူတွေအိမ်မောကျနေတဲ့ည7:00နာရီကျော်အချိန်မှာအုံခိုင်ဖုန်ကြီးကျောင်းအနီးကိုစစ်တပ်ကလေရင်နဲ့ပုံကျဲခဲ့တာကြောင့်အုံခိုင်ကွက်တက်ကအိမ်လေးလုံးပျက်စီးသွားတယ်လို့အုံခိုင်ဖုန်ကြီးကျောင်းရဲ့ မျက်နှာချက်တွေပြိုကျကာစွန်းစားဆောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒီလေကြောင်းတိုက်ခိုက်ခံရမှုမှာလူသေဆုံးတာမရှိပေမဲ့အရက်သားပြည်သူလေးဦးဘုံစားထိမှန်တန်ရာရခဲ့တာပဲဖြစ်ပါတယ်။အခုလ24ရက်နေ့ကလည်းအကြမ်းဖက်စစ်ကောင်စီကရှမ်းမြောက်ဒေသကြောင်မင်းမျိုးပေါ်ရက်ကွက်တွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သားပြည်သူလေးဦးသေဆုံးက14ဦးထက်မနည်းတန်ရာရခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ဇေယဝတီဘူဒာယုံမှာတောင်ဝန်ကျနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရမှာစစ်သား၃ဦးဒဏ်ရာရသွားပြီးတော့တနက်တက်လက်နဲ့ခဲယမ်းတွေတင်စီရရှိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ ပဲဂိုးတိုင်းတောင်ငူခရိုင်ဖြူမြူနယ်ဇေယဝတီမြို့ကဘူတာယုံမှာတောင်ဝန်ကျနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရမှာစစ်သား၃ဦးတန်ရာရသွားပြီးတော့တနက်တက်လက်နဲ့ခဲယမ်းတွေတင်စီရရှိခဲ့တယ်လို့ဖြူမြူနယ်ပကဖကပြောပါတယ်။ဇေယဝတီမြို့ကဘူတာယုံမှာတောင်ဝန်ကျနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုဖြူမြူနယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ကမနေ့ကဇွန်လ25ရက်နေ့မနေ့တနားခွဲကအချိန်မှာဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ဖက်က 3ယောက်ထိခိုက်ဒဏ်ရာရခဲ့ပြီးတော့ MA1 တနက်တလဲကြည်ပေါက်3ပေါက်ကြည်စံအချို့နဲ့ဖုံးလေးလုံးတင်းစီရရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။ဒဏ်ရာရသွားတဲ့စစ်သားတွေဟာကျန်တဲ့စစ်သားတွေနဲ့အတူဘူဒာယုံကနေထွက်ပြေးသွားတာကြောင့်ဘူဒာယုံကိုဝင်ရောက်ရှင်းလင်းရမှာမိရထားဝန်တန်းတအူးကိုတွေ့ရှိခဲ့ရပြီးတော့ဖြူမြုပ်နယ်ပကဖရဲဘော်တွေကအလင်းဝင်ဖို့မှာခဲ့ပြီးတော့လွတ်ပြေးခဲ့တယ်လို့သိရပါတယ်။အဒီနောက်ဘူဒာယုံဝန်ထမ်းအင်အားတွေမှာစစ်သားတွေဝင်ရောက်နေထိုင်ခြင်းရှိမရှိစစ်ဆေးဆောင်ရွက်ခဲ့တယ်လို့လည်းသိရပါတယ်။ ဇယဝတီဘူဒာယုံကစစ်ကောင်စီတပ်ဖွဲ့ကိုဝင်ရောက်စီးနင်းတိုက်ခိုက်နေချိန်မှာဖြူမြုံနယ်ဘာကဖရဲဘော်တွေဟာဖြူမြုံနယ်တရားရုံးရှိကရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာကင်းပတ်နေတဲ့စစ်ကားတွေကိုစစ်ဆီးတိုက်ခိုက်တာဇယဝတီတကြားဆက်မှာကင်းပုံးဝင်နေတဲ့စစ်သားတွေကိုတိုက်ခိုက်ခဲ့တယ်လို့ဖြူဘာကဖဒရုန်းအဖွဲ့ကလည်းဇယဝတီရဲစခန်းကိုဘုံတိချတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်အခုလ22ရက်နေ့ကလေဖြူမြုံနယ်ကိုဖြတ်သွားတဲ့အုတ်ဖြက်မုံလန်းဘော်ကဝဲကြီးအောက်ခုံကျေးရွာမှာ ကင်းပတ်နေတဲ့စစ်သားတွေနဲ့ဖြူမြူနယ်ပကဖာတိုက်ခိုက်ရေးအဖွဲ့တို့မိနစ်30ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာရှိပြီးတော့အဲ့ဒီတိုက်ပွဲမှာစစ်သား၄ယောက်တိုက်ဆုံသွားတယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကြောက်တကားမြို့နယ်ဖျားကြီးကုန်းကြီးရွာမှာအထိုင်ချနေတဲ့စစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာမှာစစ်သားလေးဦးတေပြီးတော့နှစ်ဦးအရှင်ဖမ်းဆီးရမိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပဲခူးတိုင်းကြောက်တကားမြို့နယ်ဖျားကြီးကုန်းကြီးရွာမှာအထိုင်ချတက်ဆွေးနေတဲ့အချမ်းပဲစစ်တက်စခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရမှာစစ်သားလေးဦးတည်ဆုံပြီးတော့နှစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ပဲခူးခရင်အမှတ်နှစ်တက်ရင် P23702 ကထုတ်ပြန်ထားပါတယ် ဖျားကြီးကုန်းကြီးရွာမှာအင်အား40ခန်းနဲ့အထိုင်ချတက်ဆွေးနေတဲ့အကြံဘက်စစ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်3932တပ်ရင်းနဲ့ KNL တပ်ရင်းကိုပူးပေါင်းအဖွဲ့ကမနေ့ကဇွန်လ25ရက်နေ့မနေ့တနင်္ဂနွေအချိန်မှာတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။တော်လန်ရေးတပ်ဖွဲ့တွေဟာအဲ့ဒီစစ်စခန်းကိုမနေ့40ခန်းအတွင်းအပြစ်သက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ စကန်းသိန်းတိုက်ပွဲမှာအကြမ်းဖက်စစ်သား၄ဦးသေဆုံးခဲ့ပြီးတော့နှစ်ဦးအရှင်ဖမ်းဆီးရမိကကျန်တဲ့စစ်သားတွေစကန်းစွန့်ခွာထွက်ပြေးသွားခဲ့တဲ့အတွက်ကြောင့်လက်နက်ခဲယမ်းတွေနဲ့စစ်သုံးပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အကြံပေးစစ်တဲ့စကန်းကိုအပိဓာချိန်မုံနိုင်ခဲ့တဲ့အဲ့ဒီတိုက်ပွဲမှာတော်လန်ဤပူပေါင်းတပ်ဖွဲ့ကရဲဘော်နှစ်ဦးဒဏ်ရာရခဲ့ပြီးတော့ပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာအရှင်ဖမ်းမိတဲ့သူနှစ်ဦးကိုစစ်ဆေးမေးမြန်းမှုတွေလုပ်နေပြီးတော့စစ်တုံ့ပြန်ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ တောင်ပိုင်းဒေသမှာစစ်စင်ရေးတွေအရှိန်မြင့်လာတာနဲ့အမျှလိုအပ်ချက်တွေရှိနေစေဖြစ်တာကြောင့်စစ်စင်ရေးအတွက်လိုအပ်နေတဲ့ကြီးကာအုပ်ထုပ်နဲ့လက်နက်ခဲယမ်းတွေအတက်နိုင်ဆုံးထောက်ပို့ပေးကြဖို့ပဲခူးခရင်အမှတ်နှစ်တက်ရင် P23702 ကမြေတားရက်ခံထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ